This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Khmer. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာစက္ကန့်ဒသမ9 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ17ဒသမ6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတဘာဝဘေးဆီယနာရှင်ဘေးတို့မှကင်းဝေးပြီးကိုယ်စိတ်နှပြချမ်းမာချမ်းသာဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်မေလ30ရက်နေ့ Radio NUG ညပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG စစ်ရေးသတင်းကောက်နှုတ်ချက်ကိုຫນွေဦးနိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ30ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ထိုင်းမြန်မာနေဆက်အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဘေးအန္တရာယ်တက်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေအထက်မှန်သိမ်းပိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် တိုင်းမြန်မာနယ်စပ်ကအမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဘေးရန်တောင်တပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေဒီကနေ့မေလ30ရက်နေ့မနက်ပိုင်းမှာထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသစစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ6နေမြေမြောက်ရီမြို့နယ်တဲကစစ်ကောင်စီရဲ့နေဆက်တက်စကန်တစ်ခုဖြစ်တဲ့ဘင်းအောင်တက်စကန်ကို တော်လိုင်းပူပေါင်းတက်တွေတင်ပိုက်နိုင်ခဲ့တာလို့ KNU သတင်းရင်းမြစ်ကလည်းအတည်ပြုထားပါဗျ။ ဒီတက်စကန်ဟာနေဆဲမှာရှိတဲ့စစ်ကောင်စီရဲ့ဗျူဟာမြောက်စစ်စကန်တစ်ခုဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားတယ်လို့ဆိုပါတယ်ကရင်အမျိုးသားအစည်းအရုံး KNU အုတ်ချုပ်နေမြေဒူပလာယာခရိုင်ထဲမှာရှိတဲ့ကော့ကရီမြို့နယ်တဲကမြန်မာတိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်တွေဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတာလို့ Cobra Column 2 Fanon စစ်ကြောင်းကဆိုပါတယ် ဒီတကြောမှာတော့ Bladdo စကန်းကစလို KNL PDF view ဟာ32ဘူပေါင်းတက်ဖွဲ့တွေတိမ့်လာလိုက်တာဒီကနေ့မနက်အစောပိုင်းမှာထိုင်းနယ်စပ်မှာအမြင့်ဆုံးစကန်းတစ်ခုဖြစ်တဲ့ဘီယန်နောင်ကုန်းစကန်းကိုတိမ့်ပိုက်နိုင်ခဲ့ပြီးတော့မနေ့ကလည်းဥကရိတာနဲ့အနည်းဆုံးမှရှိတဲ့ရွှေအေးမြိုင်ကာကင်းစကန်းကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်လို့ Corporal Colin 2 Vernon စစ်တောင်းကထုတ်ပြန်ပါတယ် KNL PDF view ဟာ32ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့မြန်မာတိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ဘလတ်ဒိုစခန်း၊ကနဲလီစခန်း၊ရွှေအေးမြိုင်ကာကင်းစခန်းနဲ့ဘီယန်နောင်ကုန်းစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျာ။ ဘေးနောင်တပ်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေတိုက်ခိုက်ချိန်မှာမြရီမျိုးစုံတပ်ဖြစ်တဲ့ခလာယ295တပ်ရင်းကလက်နက်ကြီးတွေနဲ့တော်လိုင်းတပ်တွေရှိတဲ့နေရာကိုမင်းညသကောင်းအချိန်မှာပြစ်ကူပေးခဲ့တာကြောင့်လက်နက်ကြီးပြစ်ခတ်တန်းတွေကိုမဲဆောက်ကနေပါကြားနေရတယ်လို့စစ်ဘေးရှောင်ကျမ်းမာရေး CDM တအူးကပြောပါရီး မြန်မာတိုင်းနယ်စပ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ဒေသနေပြည်သူ900ကျော်ထိုင်းနိုင်ငံဘက်ထွက်ပြေးတိမ်းရှောင်လာတယ်လို့ထိုင်းသတင်းဌာနအချို့ကလည်းဖော်ပြထားပါတယ်ခင်ဗျာဆလဘီမိုးကုတ်မှာစစ်တပ်ဆုံးပြစ်ထားတဲ့မိုင်းနှင်းမိတာကြောင့်အမျိုးသားတအူးတိုက်ဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် တအောင်ပြည်တက်မာနှစ်နေမြေမိုးကုတ်မြို့နယ်လေဦးကျေးရွာမှာနေထိုင်တဲ့အမျိုးသားတအူးဟာစေကောင်စီတက်ရဲ့စွန့်လွတ်မိုင်းတလုံးကိုနေမိရာကပောက်ကွဲပြီးတီးဆုံသွားတယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။လေဦးကျေးရွာမှာနေထိုင်တဲ့အသက်25နှစ်အရွယ်မိုင်းအောင်အောင်စုသူဟာမေလ24ရက်နေ့ည10:00နာရီခန့်အချိန်မှာစစ်ကောင်စီရဲ့စွန့်လွတ်မိုင်းကိုနေမိခဲ့တာလို့ဆိုပါတယ် အရင်ကရှိခဲ့တဲ့စစ်ကောင်စီရဲ့မိုးကုတ်ပြူဟာလက်အောက်ခံတက်ရင်148တက်စကန်ဟောင်း9မိုင်ဂိတ်ရှိမှာမိုင်းနှင်းမိတာကြောင့်တီးဆုံးခဲ့တာလို့လည်းအသိပေးထားပါရယ်အခင်းဖြစ်ရာနေရာကိုတအောင်းပြီးမြို့နယ်ရဲတပ်ဖွဲ့ကတွားရောက်စစ်ဆီးခဲ့ရာတီးဆုံးသူအမျိုးသားဟာညာချီတစ်ဖက်ပြတ်သွားခဲ့ပြီးတော့ဘယ်ဘက်ပေါင်မှလည်းပြင်းထန်တန်းရာတွေရရှိခဲ့တာတွေ့ရတယ်လို့ BSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်မေလ15ရက်နေ့တုန်းကလည်းမူဆေမြို့နယ် တုံခန့်ကြီးရွာကအသက်40အရွယ်အမျိုးသားတအူးနွားချောင်းနေချိန်မှာစစ်ကောင်စီတပ်ကဆုံးလွတ်ထားခဲ့တဲ့မိုင်းနေမိခဲ့တာကြောင့်တေဆုံးခဲ့ရတယ်လို့ PSLF TNL တတိယနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါပါတယ်ခင်ဗျာဆလဘီကချင်ပြည်နယ်ဖားကတ်မြို့လုံခင်းကျေးရွာတွင်စာကာစာတက်စစ်ကြောင်းများပြစ်ခတ်ပြီးတော့အရက်သားများတိုက်ဆုံခဲ့ရတဲ့တဲ့တင်ကိုတင်ပြပေးပါမည် ကချင်ပြည်နယ်ဖားကန့်မြို့လုံခင်းကျေးရွာအတွင် စကားဆတ်တက်စစ်ကြောင်းများကပြစ်ခတ်ပြီးအရက်သားများတိဆုံးခဲ့ရတယ်လို့သတင်းရရှိပါရယ်။မီလာနောက်ဆုံးပတ်စကားဆစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့အရက်သားပြည်သူ9ဦးတိဆုံးခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်များကအတည်ပြုဆိုထားပါရယ်။လုံခင်းတိုက်ပွဲအတွင်စစ်ကောင်စီတပ်ပြစ်လိုက်တာအရက်သားပြည်သူ9ဦးတိဆုံးခဲ့ရပါရယ်။ လီလောင်အားလုံခင်းတုတ်တန်အတွင်ထားရှိထားပါတယ်။ပိုင်းရှင်များလူပြောက်ပါကတွားရောက်ကြည့်ရှုနိုင်ပါတယ်လို့ဒေသခံတအူးကဆိုထားပါတယ်။ကြံတအူးအလောင်းကတော့ရွှေမော်တဲခိုကန်အပေါ်တက်မှာမကောက်ရသေးဘူးလို့သိရပါတယ်။ဒီဆုံးလေးဦးအားမော်စီစာအခြေဆိုင်လူမှုကေဆေးအဖွဲ့မှတွားရောက်ကောက်ယူထားပြီးဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးကမ်ဘလူးမျိုးပေါ်နဲ့ကြေးဝါအချို့မှာစစ်အုပ်စုကအတ္တမပေါ်တာဆွဲဖန်စီပြီးငွေတောင်းတာတွေနဲ့စစ်တပ်စစ်ကြောင်းကြောင့်လူတထောင်ကျော်စစ်ဘေးရှောင်နေရတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းတဲကကမ်ဘလူးမျိုးပေါ်နဲ့ကြေးဝါအချို့မှာစစ်ကောင်စီတပ်ဖွဲ့နဲ့ပြူစောတီးတွေပါတဲ့စစ်အုပ်စုကအတ္တမပေါ်တာဆွဲဖန်စီပြီးတော့ငွေတောင်းတာတွေနဲ့စစ်တပ်စစ်ကြောင်းကြောင့်ဒေသနေပြည်သူတထောင်ကျော်စစ်ဘေးရှောင်နေရတယ်လို့ကျုံးလှကမ်ဘလူးတက်ကြွလှောက်ရှားသူများအဖွဲ့ကမ်ဘလူးခရိုင်ကပြောပါတယ်။ မေလာဇန်ပိုင်းကစပြီးတော့ကံဘလူမျိုးပေါ်နဲ့ကြေးရွာအချို့မှာဒေသနေပြည်သူတွေကိုအထမဘော်ဒါဆွဲဖမ်းဆီးနေတာဖြစ်ပြီးတော့မော်တာရွာနဲ့ကံကြီးကုန်းရွာတို့ကဒေသနေပြည်သူ40ခန်းဖမ်းဆီးခံခဲ့ရတယ်လို့မေလာ73ရက်နေ့ညနေပိုင်းကလည်းကံဘလူမျိုးပေါ်အမှတ်၁ရပ်ကွက်နဲ့အမှတ်၂ရပ်ကွက်ကဒေသနေပြည်သူ30ခန်းဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ် ဒါအပြင်မေလ15ရက်နေ့နဲ့16ရက်နေ့မှာလည်းနမေစရင်အတိအကျနဲ့ပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့်ပေါ်တာဆွဲခံရသူ100ကျော်ရှိနေပြီလို့အသိပေးထားပါတယ်။ မြို့ပေါ်မှာပေါ်တာဆွဲတာကိုအမှတ်နှစ်ရက်ကွယ်အုပ်ချုပ်ရေးမှူးရဲ့သားပြူစောတီအောင်သူထွန်းကဥဆောင်ပြီးတော့မိုးကြော်နဲ့ထွန်းမြင့်သိန်းတို့ကဖမ်းဆီးထားသူတွေကိုကြမ်းခံရေးယုံ OSS ယုံနဲ့63936တက်ထဲခေါ်ဆောင်သွားတယ်လို့သိရပါတယ်ကျေးရွာတွေကိုစစ်ကြောင်းထိုးရမှာရခင်နှင်းစီပါတီဥက္ကဋ္ဌဟောင်းပြူစောတီတောင်းဝေရဲ့သားတွေဖြစ်တဲ့ခင်မောင်ဝင်းနဲ့ခင်မောင်ဦးတို့ညီအကိုက ဥဆောင်လေးရှိတယ်လို့ဆိုပါရယ်စစ်ကောင်စီတက်တဲ့ပြူစောထီးတွေကဒေသနေပြည်သူတွေကိုအထက်မှပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင်စစ်မှုမထမ်းကျင်တဲ့ပြည်သူတွေစီကငွေညစ်တာတွေဇက်တိုက်ပြုတ်လုံနေတယ်လို့ကိုးတောင်ဘူးတိုက်နေတင်တော်ရွာမှာအထိုင်ချတက်ဆွေးနေတဲ့စစ်အုပ်စုကရွာပတ်လည်နဲ့ရွာထဲမှာကင်းချဖို့ပြင်ဆင်နေတာတွေနဲ့စစ်အုပ်စုစစ်ကြောင်းကြောင့်ကံဘလူမျိုးနဲ့အတွင်းကဒေသနေပြည်သူတပေါင်းခန့်မိုးရဲရည်တဲ့စစ်ပေးရှောင်နေတာနှစ်ပတ်ခန့်ကြာမြင့်နေပြီလို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးမော်ဘီကလီတက်မီသားစုဝင်တွေဖွင့်ထားတဲ့ဆိုင်ကန်းတွေကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်ကလီတက်မီသားစုဝင်ဖြစ်တဲ့တက်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးအောင်သူရဲ့ဆွေမျိုးတွေဖွင့်ထားတဲ့ဆိုင်ကန်းတွေကိုလက်ပစ်ပုံး၃လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ WA အဖွဲ့ကပြောပါရီ။ တကုံးကြီးကျေးရွာအုတ်ချုပ်ရည်မှုအောင်သူရဲ့ဆွေမျိုးတွေဖွင့်ထားတဲ့စိုက်ကန်းတွဲ၃ကန်းကိုမနေ့ကမေလ29ရက်နေ့ည9:55မိနစ်ကအချိန်မှာလက်ပစ်ဘုံတွေနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိမပြုနိုင်သေးဘူးလို့အတည်ပြုထားပါရယ် တကုံးကြီးကျေးရွာအုတ်ချုပ်ရည်မှုအောင်သူတို့မိသားစုဆွေမျိုးအားလုံးဟာလေတက်ကအငိမ့်စားတွေဖြစ်ပြီးတော့ညီအငယ်ဆုံးဟာလက်ရှိအချိန်အထိလေတက်မှာ Y8 မောင်းပြီးတော့ခွေးဆက်ခင်းနေတဲ့သူလို့ရန်ကုန်အာမီ YA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီ YA နဲ့အနောက်ပိုင်းခရိုင်ပါကာဖာတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့လေတက်မှာတာဝန်ထမ်းဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ဆွေမျိုးတွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့ရန်ကုန်အာမီ YA က အတိအပြီးထုတ်ပြန်ထားပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာရေဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်။စီရီသတင်းကောင်းလို့ချက်ပြီးမှတော့ပြည်တွင်းသတင်းများကိုຫນွေဦးမောင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ မင်္ဂလာညချမ်းမ2025ခုနှစ်မေလ30ရက်နေ့ Radio Energy ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမှမှာ။ဓမ္မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့တနင်္ဂနွေလုံးမှာစေယုံပေါင်း383ယုံမှာအကျန်းဖတ်စစ်တပ်ရဲ့ဘုံကျဲလက်နက်ကြီးပစ်ခတ်မှုအကျန်းဖတ်ဖျက်ဆီးမှုတွေကြောင့်ဆုံးရှုံးခဲ့ရတယ်လို့ Energy ချမ်းမရေးဒုဝန်ကြီးပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ်ဒီနိုင်ငံလုံးမှာစေယုံပေါင်း383ယုံမှာအချမ်းမစစ်တဲ့ရဲ့ဘုံကျဲလက်နက်ကြီးပစ်ခတ်မှုဂျမ်ဘတ်ဖျက်ဆီးမှုတွေကြောင့်ဆုံးရှုံးခဲ့ရတယ်လို့ Energy ဂျမိုင်းဒုဝန်ကြီးဒေါက်တာရွှေပုံကပြောပါရယ်မြန်မာနိုင်ငံမှာဘေးကင်းသောဂျမိုင်းဆောင်ရှားမှုရရှိရေးဘေးကင်းသောစေယုံများတည်ဆောက်နိုင်ရေးအတွက်ပါဝင်လှူဒန်းကြရန်မြို့သားညီညွတ်ရေးအစိုးရ Energy ပညာရေးဝန်ကြီးဌာနနဲ့ဂျမိုင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာရွှေပုံရဲ့တိုက်တွန်းနှိုးဆော်ချက်မှာထည့်သွင်းပြောပါရယ် ဒေါ်လင်းအရှိန်မြင့်လာပြီးနောက်ပိုင်းမှာဂျမ်းမစစ်တက်ကစေယုံစည်းကမ်းတွေကိုတီးတဲ့လိုက်လံပုံကျဲလာပါတယ်။အယုတ်လက်မြတ်မွေကုသဖို့တစ္ဆာဆိုထားကြတဲ့ကျမတို့ဂျမ်းမိုင်ဝန်ထမ်းများကလည်းစစ်ထံဘုံနဲ့ကြားတဲ့အသက်ဆုံးကုသပေးရင်အခုချိန်ထိဆိုရင်တနိုင်ငံလုံးမှာအထူးကုဆရာဝန်ကြီးတွေအပါအဝင်ဂျမ်းမိုင်ဝန်ထမ်း142ယောက်အသက်ဆုံးရှုံးရပြီးဖြစ်ပါတယ်။ဒဏ်ရာရရှိတဲ့ဂျမ်းမိုင်ဝန်ထမ်းတွေကတော့159ယောက်ရှိပါတယ်။ တနင်္ဂနွေလုံးမှာစေယုံပေါင်း383ယုံမှာဂျမစစ်တပ်ရဲ့ဘုံကျဲလက်နက်ကြီးပစ်ခတ်မှုဂျမ်းဖတ်ဖျက်ဆီးမှုတွေကြောင့်ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုဆုံးရှုံးမှုတွေရှိပေမဲ့ကျမတို့ဂျမိုင်းဝန်ထမ်းတွေဟာစဉ္ညခံပြီးဆက်လက်လုံဆောင်နေကြရပါတယ်လို့ဆိုပါတယ်။လက်ရှိမှာ Safe Hospital Safe Healthcare Campaign စတင်ကရီမန်ချက်တာဂက် American Dollar 4သိန်းဖြစ်ပြီးကမ်ပိန်းကိုမေလ24ရက်မှစတင်ကဇွန်လ30ရက်နေ့အထိသတ်မှတ်ထားပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့အာဆီယံဟာမြန်မာပြည်သူတွေပေါ်တာဝန်ပြက်ကွက်ကြာရှုံးခဲ့တယ်လို့ SACM ပြောကြားတဲ့သတင်းဖြစ်ပါတယ်။အာဆီယံဟာမြန်မာပြည်သူတွေပေါ်ထပ်မံတာဝန်ပြက်ကွက်ပြီးကြရှုံးခဲ့တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးချမ်းမေကောင်စီ SACM ကထုတ်ဖော်ပြောဆိုလိုက်ပါတယ် လက်ရှိအလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးညီလာခံပြီး SACM ကသဘောထားကြေညာချက်ထုတ်ပြန်မှာအာဆီယံဟာမြန်မာနဲ့ပတ်သက်လို့စိတ်ပြတ်ဖွယ်ထပ်မံကြဆုံးခဲ့တယ်လို့မနေ့ကမေလ29ရက်ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်အာဆီယံဖွဲ့စည်းနေတဲ့မြမအရေးဘုံသဘောတူညီချက်၅ရက်ကို82အောင်မလုံနိုင်တာဟာရာစုနှစ်ဝက်အတွင်းအကြီးမားဆုံးဒေတာရင်းအချက်တွေကိုကင်တွေရမှာ ရီကဝုနဲ့တီထွင်ဖန်တီးနိုင်စွမ်းကိမဲ့နေတာကိုပြသနေတယ်လို့ SCCM အဖွဲ့ဝင်မာရူကီဒါရူးစမန်ကပြောပါတယ်။အာဆီယံကောင်ဆောင်တွေရဲ့မြမရေးတီးတဲ့ထုတ်ပြန်ချက်မှာ2021အပိလာကချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ကိုဆက်လက်ကင်ဆယ်ထားပြီး စစ်ကောင်စီပါဝင်သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အပြည့်အဝကြေညာချက်တွေကိုကြိုးဆိုကြောင်းဖော်ပြပါတယ်။အာဆီယံကောင်ဆောင်တွေမတွေ့ဆုံပြီးတရက်အလိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့စည်းဝေးကျင်းပတဲ့မေလ25ရက်မှာ စစ်ကောင်စီကပဲခူးတိုင်းအကြောင်းကြီးမြို့နယ်တဲကမင်္ဂလာဆောင်တစ်ခုကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်သူတို့သမီးနဲ့ကလေးငယ်နှစ်ဦးပါဝင်အနည်းဆုံး၁၀ဦးသေဆုံးခဲ့တယ်လို့ SCCM ကထောက်ပြထားပါတယ်။ဇိုဘာဖြစ်စဉ်မတိုင်မီကလည်းစစ်ကောင်စီဟာသခိုင်းတိုင်းတပင်းမြို့နယ်ကစာတင်ကြောင်းကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆရာမ2ဦးစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးရတပ်ပြည်သူ105ဦးတရားရရှိခဲ့တာရှိပါတယ်။ အာဆီယံကောင်ဆောင်တွေဟာစစ်ကောင်စီရဲ့ရတားပြည်သူတွေပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ခုခံကြိုးပမ်းမှုတွေကြားမှာမလျော်ကန်တဲ့ဗန်းများမှုကိုဆက်လက်တည်တံ့နေစေတယ်လို့ SCCM ကသုံးသပ်ထားပါတယ်။ SCCM ဖွဲ့ဟာကုလသမဂ္ဂရာရှိဟောင်းတွေကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးမြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုကျူးလွန်မှုတွေကိုမှတ်တမ်းတင်ထုတ်ဖော်ပြောကြားနေတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်ရှင်။ ရွှေပြည်သာဆက်မှုဆောင်နွားချက်မတိုင်နေရှိစမ်းလုံးမြန်မာစပေါ့ကုမ္ပဏီလီမိတက်ဆက်ယုံတွင်အချိန်မိုလွန်ကျွန်းခေါ်ယူနေပြီးလုံသမားများကိုနားရက်မပေးတဲ့သတင်းကြောင်းရာကိုဆက်လက်တင်ပြပေးပါမယ်။ရွှေပြည်သာဆက်မှုဆောင်နွားချက်မှတ်တိုင်နေရှိစမ်းလုံမြန်မာစပေါ့ကုမ္ပဏီလီမိတက်ဆက်ယုံမှာချိန်မိုလွန်ကျွန်းခေါ်ယူနေပြီးလုံသမားတွေကိုနားရက်မပေးဘူးလို့မေလ30ရက်သွေးစည်းညွှန်မှုဖြင့်မြန်မာနိုင်ငံအထွေထွေလုံသမားသမဂ္ဂများဖွဲ့ချုပ်ကဖော်ပြပါရတယ်။ ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သားဆက်မှုဆောင်နွားချံမှတ်တိုင်းအနေရှိတရုတ်နိုင်ငံသားပိုင်ဆန်လုံမြန်မာစပော့ကုမ္ပဏီလီမိတက်ဂျောဘိုအေးဆက်ယုံတွင်နားရမရှိအချိန်မိုးဆင်းပေးနေရပါတယ်။တရင်လောက်နားကျင်လို့ခွေတောင်းလည်းမရဘူး။ကြာတော့ကြက်မိုင်ထိခိုက်လာတာနဲ့အိမ်ပြန်လမ်းမှမလုံခြုံမှုတွေရှိလာတဲ့ဆိုပြီးလုပ်ငန်းခွင်အတွက်လုံသမားများမှမြန်မာနိုင်ငံအထွေထွေအလုံသမားတမကများဖွဲ့ချုပ် FGWM တို့အသိပေးပြောလာပါတယ်။ ညီမတို့လေးလပိုင်းတင်းကနိုင်ရင်မရှိ OD ဆင်းရတာနေတိုင်းည၈နိုင်ခွဲထိဆင်းပေးရတယ်ကိုလာပိုင်းထိအချိန်မူခေါ်မယ်ပြောတယ်နေစဉ်ရက်ဆက်ဆိုတော့မဆင်းနိုင်တော့ဘူးလေအရန်ပင်မန်းနဲ့တရက်တလီနာခြင်းလို့ခွင့်တောင်းလဲခွင့်မပေးခွင့်ယူရင်လဲစူပူချိန်မောင်းတာခံရတယ် OD မဆင်းနိုင်ရင်အလုံးထွက်ဆိုပြီးချိန်ကြောက်တာခံရတယ်တရက်အလုံးပြက်တာနဲ့ရမန်ကြီးကိုအကုန်ဖြတ်တယ်နေထိုင်မကောင်းလို့ရေဒီစီကိစ္စရှိလို့ဂိတ်ဘတ်တောင်းလဲအလွယ်တကူမရဘူးအစစ်စစ်ခွင့်တောင်းရတာမလွယ်ပါဘူး ညဘက်တွေနောက်ကြတော့တချို့အမျိုးသမီးတွေကကားမတိုင်းနဲ့အိမ်နဲ့ဝေးလို့လမ်းလျှောက်ပြန်ရတာတွေဆက်ယူနေအိမ်နဲ့အရန်ဝေးတဲ့နေရာတွေကိုပြန်ရတဲ့လူသမားတွေအတွက်အစားအရာလုံခြုံမှုမရှိဘူးစိုးရိမ်နေရတယ်။အိမ်ပြန်ရောက်မှစိတ်ချရတော့တယ်ဆိုပြီးလူသမားတအုံမှပြောပါတယ်။ဆက်ယုံက A ယုံ B ယုံနှစ်ယုံခွဲထားက A ယုံကလက်အိမ်နဲ့ B ယုံကကြောပိုးလွယ်အိတ်ကိုချုပ်ရတယ်လို့သိရပါတယ်။လေဘယ်ကမိအိမ်မြမတစ်စိမ့်နဲ့ဝန်ထမ်းဥယျာဉ်900ဝန်းကျင်လောက်ရှိတဲ့ဆက်ယုံလေးဖြစ်ပါတယ်။ ကုံမှတ်တို့မှလည်းမိမိတို့အမှတ်တရစိတ်ချုပ်လုံနေသောစက်ရုံရှိလူသမားများခန်းစားနေရသောအခြေအနေများကိုလီလူရှုမထားပဲတာဝန်ယူမှုတာဝန်ခံမှုရှိစွာဖြင့်အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလုပ်ငန်းဝင်အတွင်းလူသမားများမှပြောကြားပါတယ်ရှင်။ SDB ဘဏ်မှာရွှေစုဆောင်မှုတော်လန်ပြည်သူများကိုဖိတ်ခေါ်တဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ SDB ဘဏ်မှာရွှေစုဆောင်မှုတော်လန်ပြည်သူများကိုဖိတ်ခေါ်ထားပါတယ်။ ၍ရွေးခွင့်မျိုးရေးပန် SDB ပန်ဟာဆီယနာရှင်လက်အောက်ကလွတ်ကင်းသောဗန်နာရေးစနစ်တစ်ခုလည်းဖြစ်ပါတယ်။နိုင်ငံသားငွေစည်းကွက်မတည်ငြိမ်တဲ့ကာလမှာရေရှိခိုင်မာတဲ့ SDB ရွှေကိုအသေးစားစုဆောင်မှုမှ ကြီးမားတဲ့အထောက်အကူဖြစ်လာဖို့အတွက်အနည်းဆုံး9000ကျပ်မှစပြီးလစဉ်ပုံမှန်စုဆောင်ကြစု SDB မှာကမ္ဘာရွှေစုဆောင်မှလို့ဆိုထားပါတယ်။ SDB ဘဏ်တွင်ငွေသွင်းငွေထုတ်များကိုတရားဝင်ဖော်ပြထားသော RM များတွင်အချိန်နှင့်တပြင်းညီဝန်ဆောင်မှုရယူနိုင်ပြီလည်းဖြစ်ပါရဲ့ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်၍စစ်ကောင်စီကလူ1000ကျော်ကိုဖမ်းဆီးထားပြီးလူ1000ကျော်ကိုအကျဉ်းအောင်ထဲတွင်ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီးစစ်ကောင်စီကလူ2000ကျော်ကိုဖမ်းဆီးထားပြီးလူ3000ကျော်ကိုအကျဉ်းအောင်ထဲမှာဖမ်းဆီးထားတယ်လို့သိရပါဗျ နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးသင်းမှကာယူထားတဲ့တရင်ချက်လက်တွေရမတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီးဖမ်းဆီးခံခဲ့ရသူစုစုပေါင်း2903ဦးရှိပြီးအဲ့ဒီထဲမှာ2068ဦးမှာ ထိမ့်သိမ်းခံရဆဲဖြစ်ကထိမ့်သိမ်းခံရသူများအနက်မှာ1918ဦးမှာထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ဂျမစီယုစုဟာအကျဉ်းဆောင်တွင်နိုင်ငံရေးကျင်းသားများကိုလည်းညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုနဲ့အစာရေစာဖြတ်တောက်ခြင်း၊ဂျမိုင်းဆောင်ရှောက်မှုမပေးခြင်းတို့လုံဆောင်လျက်ရှိပါတယ်။ ဒါပြင်ဖေဖော်ဝါရီလ1ရက်2021ခုနှစ်မတရားဆင်အာဏာလုမှုဖြစ်စဉ်စတင်ချိန်ကနေမေလ29ရက်2025ခုနှစ်အထိဂျမန်စေုပ်စုနဲ့၎င်းရဲ့လက်ပါစင်များကြောင့်နယူးဒေါ်လင်းကာလာတွင်တည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရဲ့လှုပ်ရှားသူများနဲ့ပြည်သူစုစုပေါင်းမှာ6964ဦးရှိခဲ့ပြီဖြစ်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီမှပေးပို့ထားတာဖြစ်ပါတယ်ရှင်။ င်္ဂလာပါရှင်။မနက်ဖြန်မေလ31ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေအားကောင်းရာကနေအားအလုံးကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်လာမဲ့လီဘီယာနဲ့ယမန်ဟာပုံမှုအားကောင်းလာပြီးမုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့ပြင်းအားနဲ့ရွေးရှားမဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။ ပြည်내ပြည်အခြေအနေကတော့မုံတိုင်းငယ်အချိန်ကြောင့်တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မုဒ္ဓမခွေနဲ့မြဝကျုံမော်ဒေတာတို့မှာတခါတည်းမိုးသက်လေးပြင်းတွေကြာရောက်နိုင်ပြီးအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကိုမိုင်30ကနေ35မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။လေပြင်းတိုက်ခတ်မှုတွေကြောင့်ပြည်내ပြည်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတောင်ဝမ်းလုံးမှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးတချို့ဒေတာတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတောင်ဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်ရှင်။ ီဒီယိုအန်ယူဂျီသောရဆင်များခင်ဗျာအခုတခါတီယိုဇော်ရေးဖွဲ့ထားပြီးရန်တိုင်းမှခန်းစားရွတ်ဖတ်ထားတဲ့အနိုင်မဲ့မြစ်ဆိုတဲ့တော်လိုင်းကပြားကိုခန်းစားနားဆင်ကြရမှာဖြစ်ပါတယ်နိုင်မဲ့မြေအဲ့ဒီမြေဟာမာယာမများသလိုကာလာလည်းမပြောင်းလှိုင်းချမ်းလည်းမခေါ လေရိုင်းလည်းမဖိတ်အိန္ဒြေအပြည့်တိတ်နေတီးငိန်စွာစီးစင်ရင်မကြောက်တရားမျိုးစေ့တွေတဲဆောင်လာပြီးခဲ့တယ်ရေစုံကြိုက်လို့လှေကြုံလိုက်တဲ့သူငားမရရေချိုးနောက်ကြောဓာတ်နဲ့ထိုးသူတွေလည်းမြစ်ထဲရော့ပါလာသလိုနေဝင်ညကိုအတူကူးဖြတ်ကြတဲ့မြစ်ဓာတ်ကိုသိတစ္စာကိုယုံဓမ္မဘက်ခြေစုံရက်သူတွေလည်းအပုံအပင်ပေါ်အဖြောင့်တက်တက်စီးဖို့ခတ်တဲ့အခါကြာ ပင်သက်တွေးရှိုက်ကြွေလိုက်ရတာမျိုးလည်းရှိမယ်ဒါပေမဲ့ပူလောင်သူကိုအေးမြနာကျင်သူကိုဖေးမတတ်တဲ့အဲ့ဒီမြစ်ကဘယ်တော့ခါမှစိုးစိုးညစ်ညစ်ကောက်ကောက်ကြစ်ကြစ်နဲ့မကွေ့ကောက်ပစ်ခဲ့တာတော့သေးကြတယ်လိပ်ပြာခုံယုံရှိ နေတိုင်းအစ်စ်ခံရတဲ့မြစ်ဒစင်းရဲ့တမိုင်းဘယ်တော့ကမှမရိုင်းခဲ့ဘူးအနစ်နာခံတယ်ဆိုတာထက်ရွေးချယ်မှုလို့သာခံယူ မိษาရန်သူနဲ့အပြန်ပြန်စစ်ခင်းဂင်းကမြင်းမင်းလိုတံမိုးထားကြရမယ်နှလုံးသားတွေကပါးလျလျမြေတစင်းကိုတော့နှစ်80မကနှစ်ရာထောင်ချီကဘာတီတည်၍မြမပြီကမမေ့နှစ်ပေါင်းရာထောင်ချီကဘာတီနေတည်၍မြမပြီသူတွေကဘယ်တော်မှမမေ့တီယူသော ီဒီယိုအန်ယူဂျီမှဆက်လက်တင်ပြနေပါတယ်။အခုတခါကဘာတိုင်ဆုံးမောင်စင်မုံရေးသားထားတဲ့ဘလူးမပြူဟာဆိုတဲ့သရော်စာကိုလွတ်လပ်နေဦးက တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဘလူးမပြူဟာပြည်စဘူးရွှေကူမာလီလေးလေငနူမိုးထက်အောင်လို့လနာကြီးစောက်တွေငဲ့ပြင်းပြူဟာမှုနဲ့မသားမီးဖုတ်တဲ့တွေဟာပြည်သူကိုဒုက္ခအထက်ထက်ဆင့်သမို့ လောက်သမ ्या ကတ်တင်ကသေပွဲခီးအောင်အော်မဟုတ်သမ ्या မဟာသဖြင့်မလေတဲမီလောင်အင်းလေဘဲတို့သေပွဲဝင်ချိန်တံပြီဆိုတော့တရက်ဒီတကွက်ဒီမှာတစ်ချက်ဆွဲလိုက်တာနဲ့တနေတဲ့တနာရီတဲ့တမိနစ်ထဲမှာတမိတဲ့အတူလောင်တဒောင်တဲ့အတူကြဝချွန်တစို့မှာကုတ္တနနဲ့ကိုယဟယင်ကိုမိရှုပြီးကို့အလောင်းနဲ့ကိုမိပူစောတရေချိုးနဲ့ငမွေထိုးမှပျော်ပါစီ အောင်ပြေဆုံးလေးလုံခြုံပါစေခင်တိရိတမုံကလေးဆက်ထွန်းနိုင်ပါစေဆိုပြီးတန်တန်တန်သွားကြလိပြီးတမုတ်အဲ့ဒါကိုစစ်အုပ်စုတွေကမတနာတဲ့ပြင်ရဟရင်တွေဆုံးရှုံးလို့ဆိုပြီးမအားလာကပါငါကင်တုတ်နာရေးကျင်ညာလဲမထုတ်ရတပိတ်သွပ်ပါအလုံးမခံငိုတန်လဲမချားခြင်းလင်တခွင်လဲမပေးအိမ်မွေးခွေးဘဝကနေမကြခင်တောင်ပြင်လွတ်တဲ့ခွေဖြစ်ကြရချီတော့မယ် မိသားစုတွေခင်ဗျာတက်ရင်ကလည်းကြကြလက်မခံအမိတ်ပြန်ပြီးတာနဲ့အရိတ်တောင်မချန်တဲ့သူတွေဆိုတာသိပြီးသားမဟုတ်လားမွေးရပြန်ရအောင်ကလည်းလေမုတ်ဆိုးမှမူအသေးထုတ်ထိုးကြမှာကြောက်ကလေးတွေခင်ဗျာလည်းဂလုံးစောရမရပါသားလောက်သဘောထားခံရမယ်အရေးနဲ့သွေးပြက်ရပြီကျောင်းတော်ပေးထားရမှမသိလေမီးဖုတ်သားသမီးတွေမှန်းသိရင်ဘယ်ဘက်ကကြည့်ကြည့်သူရဲကောင်းမဟုတ် သူရောက်နေသူဆုတ်တာဖြစ်ရန်ရှိတော်သမို့ကျမဝတ်ဆို့လွရိုးပယ်ခါမရှိရာဖြစ်ရရှာလိပြီယာဒူးနဲ့ယာဒူးသေးတွေဆိုရင်တက်ရင်မှုပြွာမှုတက်မှမှုကတော်ဘုကတော်တွေစီ30တိုးနဲ့ငွေချီအတုပလေးမိတယ်ဆိုရင်အတန်လုံးလုံးအမျှဝေး30တိုးတောင်မရတော့မတာပေါင်းဖဲဝိုင်းချတိတ်တိတ်ကလေးကြိုက်ကြိုက်ဆွေးရ မအလာနဲ့သူခေါခေါကတော့ဘောမတတိုက်ဝန်းရံပွဲမှန်သမျှလျှောက်တဲ့လက်ကင်အိတ်မျိုးစုံနဲ့ကျိုးကုံပောက်ကြရအကုံလျှောက်ဦးလူပုံပတ်ဖန်းခွေးတရံကြီးလွတ်ကောင်းနေတော့လေဘဲတွေကတော့သေပွဲကျိုးမိသားစုတွေလည်းကြေကွဲငုံအောင်ပြည့်စုံတဲ့ခင်တိရတ္တမုံကတော့အည်ဆွဲဆိုသူစစ်တပ်ကကရင်ဘက်မလဲဖုတ်ဖုတ်တော်မခါနိုင်ပဲမตาပြိုင်ပွဲချင်းပနေတော့ဒင်းကသူ့ကိုယ်သူ လောကတရဖူဆိုက်အောင်ဆိုပြီး ဘောမငနူတတိုင်နဲ့ခစ်ပြောင်းချင်းကောင်းပစ်ကရင် ဝစီပိတ်ကြီးစီမိษาအရစ်တိုးဖို့ဒိုးတယ်မတိုးလူကလည်းမဖြစ်နေပြည်တော်နားထီရစ်နေကြပြီဆိုတော့ဟိုကလည်းသူကျင်းနေကြနှစ်ဦးကိုလောကတရဖူထိတရင် လောကစပူခยีတခွင်မှာဘောမတဆူဖြစ်ပြီးရှီကျင့်ဖြင့်ဘောဘူတင်ဘောတင်မကထရန့်ဘောပါမလို့ရပြီးမြောက်ကူယာဘောလည်းမစေရမယ် EU ဘော အရှိအလဲပိုင်းပေါ်အိန္ဒိယပေါ်အာဆီယံပေါ်တဘောပြီးတဘောမနာရမ်းမှပြီးလှိုင်ပေါ်လေစီရမယ်ကျူခေါ်ရဲ့အဖြူဘောမှန်သမျှမကျင်တဲ့စိတ်ဆန္ဒလဲအတိတ်ထံကြပြီဆိုတော့ဘောမချင်တဲ့လောဘငယ်ထိတ်ဆောက်ပြီးပရင်ကစခန်းတွေအတွက်တောင်ကြောက်ကြမဆိုင်အားအပြေးလွှားလိရပြီလေပရင်ကိုယ်တော်ကြီးစီကကရင်နိုင်အင်းရောများရမယ်ထင်တာလဲပါမှာပေါ့ဘောတွေမြမြမရမှသူ့သက်ဆိုးကလည်းရှင်းမှာမဟုတ်လားကချင်မှာပဇင်းနဲ့ကောင်အမိချိုးတယ်လို့ ကရင်မှာရှိသမျှစစ်ခွေးတွေလည်းအမီးကြီးနဲ့ပြင်းခံနေရလို့ကြိုက်ဖို့ဆွဲဖို့ဝင်းဥဒံဟောင်းတန်ကိုမပေးနိုင်တော့တာရရွတ်ဆွဲဖင်သီတအီပဲလုံနေကြရတော့တာမန်တိုင်မြင်းကြံခရိုင်မှာလဲဂမ်းမဆိုင်အတင်းနှံကင်နေကြတာအပါအပါတော့မအော်နိုင်တဲ့အထိဘီဒက်တွေက gas pipe line ပေါ်ရောက်ပောက်ဖော်ကြီးကိုမြစ်စာပြစ်နေကြပြီအဲ့လိုဖြစ်လေစာတင်ချောင်းတွေပုံးလိုက်ကျဲမင်္ဂလာဆောင်တွေပုံးလိုက်ကျဲအလူတွေပုံးလိုက်ကျဲအရတားပြစ်မှတ်တွေပုံးလိုက်ကျဲပြီး ဘလူးမပြူဟာနဲ့မိခင်အစ်စ်တွေဆွဲအားရော့အောင်တော်လန်ရီကိုခြေလန်းနှိအောင်လှုပ်လော်ဘီတွေနဲ့တမျိုးပြအားတွေနဲ့တပြန်ဆွေးနွေးပွဲဖြစ်အောင်ကြံလူငယ်တွေပြန်ပေးဆွဲ ဖြစ်အားပြန်ဖြစ်မိစ္ဆာသက်ဆက်ဖို့လုံပန်းသူ့အတွက်လွတ်လန်းမမြင်ရင်လေလေရင်အသင့်ဆက်နှိုးခိုင်းထားပြီသား။ဒါပေမဲ့လစ်မယ်ဆိုသူ့အမိဆွဲရိုက်မယ်ကောင်တွေကလည်းသူ့နားမှာအသင့်ရှိပြီသား။ သူမလဲအချိန်ဆွဲရသည်များဆွဲသွေးခွဲတက်ကိုဖြောင့်ဖြာနှစ်သိမ့်ခြင်းလို့ဆွေးနွေးမယ်ပြောရတာသွေးကြွေးကသူပဲဆက်ရမှာလေညအတွက်အတွက်ခိုင်ကနေအခုအိုးရင်တွင်ကလေးတွေအထိသူပဲဆက်ရမှာလေသူ့အောက်ကကောင်တွေကလည်းဘယ်သူမှကြားဝင်မဆက်ရွေးကောက်ပွဲလှုပ်အာနာအပ်မယ်ဆိုတာလေဒီကောင်ရှူးနေတာအကုန်သိရွေးကောက်ပွဲကလည်းသူရှိနေတဲ့၍မပြီးမှန်အကုန်သိတမရနှစ်ထပ်ကွမ်းလှုပ်ရလေတက်ကိုလက်မလှုပ်ရတာအကုန်သိမအလာတက်လက်လှုပ်လိုက်တာနဲ့တက်ဖို့ကြမှာ ကို့အလှဲ့ကြဖို့တော့လေးတင်ချီနဲ့ကဘာတသိန်းစောင့်ရကိန်းရေးသူကဘာတိုင်ဆုံးမောင်စစ်မုံတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လာနေဦးပါရီယူအန်ယူဂျီမှာဆက်လက်တင်နေနေပါတယ် ဒီကနေ့ညရဲ့နောက်ဆုံးစီစဉ်တစ်ခုဖြစ်တဲ့သတင်းနဲ့အတူလူလူစကားသံအစီအစဉ်မှာရွေးစရာလမ်းမရှိတဲ့ចောင်းသားမိဘတွေចောင်းဖွင့်ရာသီဝစ်ဆောင်ကအစចောင်းသုံးပစ္စည်းဈေးအကုန်တက်လို့အခက်အခဲတွေဖြစ်လာဆိုတဲ့အကြောင်းအရာကို Radio UNG ကိုနားဆင်နေကြတဲ့ပရိသတ်များရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့သတင်းနဲ့အတူ လူလူစကားသံအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ် အကျံဖက်စစ်တပ်လက်ထဲကရွေးစရာလမ်းမရှိတဲ့ចောင်းသားမိဘတွေចောင်းဖွင့်ရာသည့်ဝစ်ဆောင်ကအစចောင်းသုံးပစ္စည်းဈေးကုန်တက်လို့အခက်အခဲတွေဖြစ်လာကြပါတယ်ဒီသတင်းကိုကိုမြင့်သူကပေးပို့ထားပါတယ်ရှင် ငလင်တဘာဝဘေးနဲ့အကျန်းဖက်ဆေးရနာရှင်ဘေးကြားကပြေးစရာမရှိတဲ့မြန်မာပြည်သူတွေဟာတစ်နှစ်ထက်တစ်နှစ်ခက်ခဲကြက်တဲလာကြပြီးအခုလိုကြောင်းဖွင့်ရသည့်ရောက်လာချိန်မှာလဲကြောင်းဝစ်ဆောင်ကအစအခက်ခဲရှိကြလို့တစ်နှစ်ထက်တစ်နှစ်ဝင်နိုင်စံအနေရော့ကျလာပါတယ်။ပြည်မနာမြို့နယ်တွေကကြေးရွာဈေးတစ်စီးထဲမှာကြောင်းဝစ်ဆောင်အင်ဂျီကိုရွေးပြီးပြန်ချလိုက်ဈေးစစ်လိုက်ရွေးလိုက်ဖြစ်နေတဲ့မူလာတန်းအွယ်ကြောင်းသားမိခင်တူကတော့ကြက်တဲလွန်းလို့စကားမကြွနိုင်တော့ပဲဝင်နိုင်ချမ်းနိုင်မရှိတော့တဲ့အခြေအနေတစ်ခုကိုအခုလိုပြောပါတယ်။ အော်အဲ့လိုတော့ဟိုမှာဖြစ်ဖို့မဝဲနိုင်မရှိဘူး။ကျောင်းဖွင့်ရသည်မို့ဈေးဆိုင်တွေမှာကျောင်းစိမ့်ဝတ်တွေချိတ်ဆွဲထားပေမဲ့လည်းဈေးတွေကထက်ဝက်လောက်တက်လာသလိုရောင်းအားကလည်းထက်ဝက်လောက်ကျဆင်းသွားတယ်လို့ရောင်းချသူတွေကဆိုပါတယ်။ဈေးတက်တယ်ဒီခုလားဈေးတက်တယ်။ပြီးတော့ကဒီနေ့ကရောင်းတာအားဖြစ်မနေ့ကလည်းဒီနေ့ကတအားရောင်းတယ်။ဟုတ်ပါဘူး။ Efficient အပြည့်အစုံမပေါ်ဘူး။စိုင်းကြီးတွေကမတင်နိုင်မတင်ရဘူးလေ။ အဲ့လိုငလင်နေပါဒီတော့အဲ့လိုမျိုးပေါ့တောင်းတမိပါရဲ့တအားမဝင်နိုင်ဘူးနော်အရင်နဲ့သုံးသုံးသုံးဝင်မနေမှာတဆုံးလာလို့ပေါ့အဲ့လိုမျိုးလေးသုံးကတက်တယ်လေတအားတက်တယ်ဒါဆိုလို့ရမှာမနေ့ကဘလောက်မှမရှိဘူးလေဒီနေ့ဆိုလို့ရတာကတောင်းကျော်အရင်ဆိုတောင်းအောင်ပါလို့ကျော်ဖို့အဲ့ဒီဆိုလို့ရှိရင်အားကောင်းအဲ့ဒီဟာဒီနေ့ဆိုတော့ကျန်အောင်လုပ် 1964ခုနှစ်ကစလို့အာဏာရှင်စနစ်ဆိုးကြောင့်ပုဂ္ဂလိကလုပ်ငန်းတွေကိုနေဝင်းအစိုးရကသိမ်းယူခဲ့ပြီးတဲ့နောက်မြမဆက်မှုလက်မှုလုပ်ငန်းတွေဟာစိတ်သုံးသွားခဲ့ရပြီးစားကုံကအစလူသုံးကုံ စေဝါစတဲ့အဆဆရရဟာပြပကိုမိခိုခဲ့ရပါတယ်အကျန်းဖက်စစ်တပ်ကအာနာသိမ့်ပြီးတဲ့နောက်မြန်မာတပြည်လုံးကုံစီပို့ဆောင်ရေးလုပ်ငန်းတွေဟာပုံပြီးကြံ့ကြာခဲ့ရသလိုတနစ်ထက်တနစ်ပုံမူကျက်တဲလာတဲ့အပြင်ငွေကြေးဖောင်းပွားမှုကလည်းဆိုးတဲ့ဆိုးလာပါတယ်ဒါကြောင့်အများပြည်သူတွေမှာဝယ်နိုင်ချမ်းနိုင်တဲ့အခြေအနေတွေကျဆင်းလာတဲ့အတွက်ကျောင်းဖွင့်ရာသီမှာကျောင်းသုံးပစ္စည်းတွေမတင်နိုင်တော့တဲ့ဈေးတွေနဲ့မဝယ်နိုင်တော့တဲ့ကျောင်းသားမိဘတွေကြားဈေးတွေဟာ၆ကက်လို့လာပါတယ် အခုတင်ဆက်ပေးခဲ့တဲ့မြေပြင်သတင်းအကြောင်းအရာတွေကိုတော့သတင်းတောက်ကိုမြင့်သူကပေးပို့ထားတာဖြစ်ပါတယ်ရှင်။ဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးတွေကိုခਿੱတရရနိုင်ပါမယ်။မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာ92.6 MHz 7.1 MHz ညပိုင်း၈နာရီခွဲမှာလိုင်းတုံ25မီတာ17.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။